ော်လန်နေသားနေရများပါဒေါ်လန်ကလေးကအားလုံးမင်္ဂလာပါရှင်ခုဖတ်ပြပြီးမှာတော့ Freedom of Free အောင်ဆန်းစုကြည်ကြောက်တရားမှလူမျိုးရေးအောင်ဆန်းစုကြည်ဆိုတဲ့စာအုပ်ထဲကနေပြီးတော့ကျမဖီဖီဆိုတဲ့ကောင်းစဉ်လေးကိုဖတ်ပြပြီးကျမရေကျမဖီဖီအောင်ဆန်းစုကြည်နံပါတ်၁ကနဦးလုံးမှုမှုများညီမတို့ရေဘူရီတတိခေကုန်းမောင်နန်းဆက်ကိုအင်္ဂလိပ်ညီမတတိယစစ်ဖြင့်ဆုံးသက်လိုက်ပြီးမှညီမတပီးလုံးပီတီရှာအုပ်ချုပ်မှုအောက်ခဲ့ရ ထွန်းနှစ်ပေါင်း30ကြာ1915ဖေဖော်ဝါရီလ17ရက်နေ့တွင်မြန်မာပြည်အထက်ညာဒေသနမောင်မြို့နယ်လေးတွင်အောင်ဆန်းကိုမွေးဖွားတန်ဆင်ခဲ့လေသည်နမောင်မြို့ကအများစုမှာမြန်မာပြည်လက်အောက်တွင်အမှုထမ်းခဲ့ကြသည့်အစဉ်လာရှိပြီးအောင်ဆန်းတို့မိခင်ပတ်မှပိုးပွားတော့မှလည်းစင်းမြင်ရသူဌာနထန်ရရများဖြင့်ဟူတော်ထမ်းသူများဖြစ်သည် အောင်ဆန်းတို့ဖခင်မှာပညာရေးတွင်ထူးချွန်သူဖြစ်၍ရှေ့နေသူဖြစ်လာသည့်တိုင်လယ်သမားမျိုးရိုးမှအဆင့်တက်လာသူပြီးပြီးရိုးရိုးအေးအေးသာနေတတ်ပြီးဘာသာရေးဘက်တွင်ပိုရေးစိတ်ဝင်စားသူဖြစ်သည်စကားရရင်လည်းအလွန်နှုတ်လဲလာပြီးရာရှေ့နေလုပ်ငန်းတွင်အောင်မြင်မှုမရသဖြင့်မိသားစုတာဝန်ကိုအောင်ဆန်းတို့မိခင်တို့သူကသာအများဆုံးထမ်းနေရသည်သူစကစိတ်တန့်အင်အားကြီးမားသလိုနှိမ်ရည်ညံ့သွေးထက်မြက်သောအမျိုးသမီးကြီးဖြစ်သည်။သူမနှင့်ဦးဤတော်ဆက်သူဦးမင်းရောင်မှာ ဗြိတိရှားတို့ကိုတော်လှန်ခဲ့သောဗမာလက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ကိုကူးဆောင်ခဲ့ရာဗြိတိရှားတပ်များကအလျာဖမ်းဆီးပြီးကောင်ဖြတ်တပ်ခံခဲ့ရသည်ဖြစ်ပြီးကလာဖြူလက်အောက်တို့ကလာဖြူတို့လက်အောက်ဒူထောက်အငန့်ခံမှုငင်းဆန်ခဲ့ပြီးမျိုးချစ်ပုဂ္ဂိုလ်ကြီးနှင့်ပတ်သက်သောအောင်မြင်အမျက်ရမှုများမှာသူမမိသားစုသာမကနမောင်မျိုးကံအတွက်တို့ငောင်မျိုးကံတို့အတွက်ပါခုံယူစရာအားကျစရာဖြစ်လာလိမ့်မည်မွေးချင်းချရောင်းနဲ့အောင်ဆန်းပြီးအငဲဆုံးဖြစ်ပြီးငယ်စဉ်ခါကအောင်ဆန်းကျမ်းမာရင်မှ တော်တော်ခြူကြခဲ့ပြီးခန္ဓာကိုယ်မှာလည်းဖွံ့ဖွင့်ထွက်ထွားမရှိစကားပြောဖို့ပင်အချိန်တော်ကြာယူနေရသည့်အတွက်ဆွမ်းအားကလေးဖြစ်ပြီလားဟုပင်မိသားစုကစိုးရိမ်ခဲ့ရသည်အောင်ဆန်းကိုယ်တိုင်သူကိုယ်သူမကြခဏနာမကျန်းဖြစ်တဲ့သူပီပီတီတီနေတဲ့သူအစားတော့လောဘကြီးသူဖြစ်ကြောင်းထုတ်ဖော်ပြောတတ်တော်လဲထိုစဉ်ကသူ့အကြောင်းကောင်းစွာသိသူတို့ချို့ဤအစိုးရအောင်ဆန်းနှင့်ဟန်ဆောင်မှုကင်းသောဂျိုတာသောမရှိစင်းရဲသားတို့ပေါ်တနာတတ်သောချက်စရာကောင်းသည့်အချက်စရာများလဲ နေစဉ်ကလေးကရှိသည်ဟုဆိုသည်မြို့ကန်တို့ကအောင်ဆန်းတို့မိသားစုကိုပညာရေးတွင်ထူးချွန်သူများဖြစ်အသိမှတ်ပြုထားကြသည်အောင်ဆန်း၏အကိုသုံးယောက်ဆိုသည်လင်းကြောင်တက်ချိန်ရောက်ပြီဆိုတဲ့ကလေးကပညာသင်ခဲ့သူတွေကြီးဖြစ်သည့်တိုင်အငယ်ဆုံးအောင်ဆန်းမှာမူအသက်၈နှစ်နေပါရှိလာသည့်အချိန်ကြောင်တက်ဖို့ငင်းဆန်နေစဉ်မိခင်ကြီးတော်စုကလည်းငယ်ဆုံးမှုအလိုလိုက်တာကအိမ်မှာပင်ပြောသလိုနေစီသည် တို့တိုင်ကြောင်းတက်ဖို့သူ့ဘာသာသူဆုံးဖြတ်ချက်ခြောက်ရသည့်အခြေအနေတစ်ခုနဲ့ကြုံလာသည်အဆန်းရဲ့အကိုတယောက်မှာဗုဒ္ဓဘာသာလူငယ်တို့ထုံးစံတိုင်းရှင်ပြုရာဆိုပါဖြစ်ကိုမြင်လိုက်ရသည့်အတွက်အောင်ဆန်းစိတ်ပြောင်းလာသည် ရှင်ပြုမင်္ဂလာပွဲတွင်မောင်ရှင်လောင်းကကာကျူတစားနှင့်မြင်းဖြူစီးပြီးမြို့တစ်ပတ်ပိတ်ရသည်ကိုသဘောကျရလာပဲကိုရင်ကိုရင်ဘွားကိုအားကျရလာမသိသူ့ကို ရှင်ပြုမင်္ဂလာပွဲကိုမြင်ပြီးသည်နှင့် သူကိုလည်းကိုရင်စီပေးဖို့ပူဇော်တော်သည်အင်းတွင်ပန်းနဲ့တော်မိခင်ကြီးကလည်းအခွင့်အရေးကိုချက်ချင်းအသုံးချလိုက်ပြီးမောင်ရှင်တော်လှုပ်ချင်လီစာရေးစာဖတ်အရင်သင်ရမည်ဟု၍အညာပန်းလိုက်ရာညာမကြမီပါပင် သူကိုယ်သူထိုးကျွန်သောအကြောင်းသားတယောက်ဖြစ်ကြောင်းသတိပြလာတော်သည် ကျောင်းစည်းကမ်းကိုတသွေမသိမ်းလိုက်နာသည်ကျောင်းသင်ငန်းစာတို့ကိုပင်အပတ်တကုတ်ကြိုးစားသည်အတန်းထဲတွင်နမတ်စ်နေရာမှဘယ်တော့မှအောင်မစင်အောင်ဆိုင်ပြမအူဆုံးပညာရေးဌာနမှလောကရက်ကျောင်းခေါ်ဖုန်းတော်ကြီးပညာသင်ကျောင်းဖြစ်ပြီးထိုစဉ်ကနမောင်းမြို့တွင်အချိန်ကပညာရေးကိုဖုန်းတော်ကြီးကျောင်းများကသာသင်ကြားပေးရသည်ဖုန်းတော်ကြီးပညာသင်ကျောင်းနှစ်မျိုးရှိသည်လောကုတ္တရာဘုဒ္ဓဘာသာကျမ်းစာတို့ကိုသာသင်ကြားသောကျောင်းနှင့်လောကရက်ခေါ်ခိပညာရေးကိုသင်ကြားပေးသောကျောင်းဖြစ်သည် တို့ရရင်နမောက်တွေအင်္ဂလိပ်စာသင်အင်္ဂလိပ်စာသင်ကြောင်းမှမရှိထို့စဉ်ကထက်တန်းပညာရေးကိုသင်ကြားဖို့ဆိုရင်အင်္ဂလိပ်စာမတတ်မဖြစ်တက်မြောက်ထားရမည်ဖြစ်ရာအင်္ဂလိပ်စာသင်ကြားရေးအတွက်ညီကိုနှစ်ယောက်ဤစနမူနာတိုင်းလို့ကိုအောင်စံဆုံးဖြတ်လိုက်ပြီးဂျင်နာကြောင့်မြို့ကိုသွား၍ပညာသင်ဖို့ဖြစ်ပြီးဤတွင်လည်းတားငယ်ကိုမျက်စိရောက်ကအပြုံးမခံလို့သည့်အတွက်အောင်စံဤတောင်းဆိုမှုကိုမိခင်ကြီးကညှင်းပယ်ခဲ့ရာအောင်စံကထမင်းငက်ခံဆန္ဒပြတော့မှသာခွင့်ပြုခဲ့သည် သူနှင့်အောင်ဆန်းအသက်73နှစ်တွင်ရည်နယ်ကြောင်းမျိုးသားကြောင့်တို့ရောက်လာသည်ထိုစဉ်ကအောင်ဆန်း၏အကိုကြီးဖြစ်သူဥပဝန်မှရည်နယ်ကြောင်းမျိုးသားကြောင့်တွင်ကျောင်းဆရာလုပ်နေခြင်းလည်းဖြစ်၍အောင်ဆန်းအတွက်အဆောက်အအုံအဆင်ပြေခဲ့သည်အောင်ဆန်း၏ကျောင်းပညာရေးသာမကလူမှုပတ်ဝန်းကျင်မှလေ့လာအပ်သောအသိပညာတို့ကိုလည်းဥပဝန်၏ကြည်ကြအုပ်ထိန်မှုအောက်တွင်သင်ယူခဲ့ရပြီးထိုစဉ်မှစ၍ပညာရေးတွင်အောင်ဆန်း၏ထက်မြက်မှုစုစည်းမှုနှင့်တပွန်းမှုတို့ကိုစက်တိုက်ပြလာတော့သည် မြန်မာပြည်တော်ဝန်လျားမှာဗုဒ္ဓဘာသာနှင့်အမျိုးသားအကြောင်းများတွင်ကျင်းပသောအစိုးရစေစာမှုပွဲတွင်ပြမစုရရှိခဲ့သလိုအသက်15နှစ်တွင်ပညာသင်ဆုရရှိခဲ့ပြီးအမျိုးသားအကြောင်းမှာတည်ထောင်လာကြသူမှာအထက်တန်းပညာရေးကိုဖွင့်တူးခံလူတွေသို့သာသိကြနိုင်အောင်တန်တပ်ထားသော ရန်ကုန်ယူနီဗာစီတီအဥပဒေကိုကန့်ကွက်ခဲ့ကြသော1920ပြည့်အကြောင်းသားတပိတ် တာဝန်တပိတ်ကြီးရလက်ဖြစ်ပြီးသူဖြစ်၍အမျိုးသားเจ้าများကကိုလိုနီဘုရားရောက်နေတော့ညီမတို့၏နိုင်ငံရေးအသည့်နှင့်ထုံမြလွတ်လပ်တော်ဆန္ဒတို့ကိုညီမလူငယ်တို့ရှင်ထဲတွင်မိဖြင့်တိုက်ပေးနေသောမိုက်ခွတ်လုံခွတ်များလည်းဖြစ်သည်နိုင်ငံသားသောအုပ်ချုပ်မှုအောက်မှအမိနိုင်ငံကိုလွတ်မြောက်လာသောလွတ်မြောက်လို့သောအောက်ဆိုင်ဆန္ဒမှာရှင်နန်ချောင်းတို့ရောက်မလာမီကတည်းကပင်သူရင်နဲ့စုဝင်နေပုံများသည်ဗြိတိရှားတို့ကိုတော်လှန်ပုံကံမှုအမျိုးမျိုးကို ်မိမျိုးကိုသူငယ်စဉ်ကပင်မကြခဏစိတ်ကူးခဲ့တယ်လို့တစ်ခါတခါပြစ်စလက်ဆန်သောအံ့ဖွယ်တရေနီလက်များနဲ့ပင် ပေါက်ပေါက်ရှာရှာကြံစီခဲ့ဘူးသည်ဟူ၍နောက်ပိုင်းတွင်သူကိုယ်ရန်ရေးသားခဲ့သည်မြို့သားကျောင်းသားဘွားမှာပင် စကား၏လူဝယ်များတွင်ပါဝင်လာပြီးနိုင်ငံရေးခေါင်းဆောင်ကြီးများ၏မိဂွန်းတို့ကိုစိတ်ငြိမ်တစားလေးလာခဲ့သည်အောင်ဆန်း၏စကားပြောဆိုမှမှအလွန်တရာရိုးစင်းနိုင်လာသည့်ကြောင့်အကြောင်းတရားတစ်ခုခုကိုစိစိဆက်ဆက်ခက်ခဲမှာပြောဆိုတတ်သည့်အတွက်စကားပြောကောင်းသူတယောက်ဖြစ်ထင်ရှားလာသည်။ ရှင်နဲ့ကျောင်းမျိုးသားကျောင်းတွင်ထုတ်ဝေသောကျောင်းသားစာတင်တွင်လည်းအဲဒီကြဖြစ်ဆောင်ရွက်လိုက်သေးသည်။သူနှင့်ကျောင်းသင်ကန်းစာများပြင်ပလှုပ်ရှားမှုများတွင်တကြွကြွကြပါဝင်လာသည့်တိုင်ချခင်လိုပင်သူ၏လူလူမှုဆက်ဆံရေးကပေါက်ဆက်ဆက်ဖြတ်တိကွာကြမကြာခဏဆိုသလိုတကိုးတဲ့အတွေ့တွေနှင်းနေတဲ့ရာအောက်ဆန်းကအတက်မော်တွေအတွက်လူထူးသန်တယောက်ဖြစ်လို့နေသည်1932ခုနှစ်ကျင်းပသောတက္ကသိုလ်ဝင်ဆောင်ပွဲတွင်ပါဠိမြန်မာသာ ကုန်လူတို့ဖြင့်ထူထောင်စွာအောင်မြင်ပြီးနောက်ရန်ကုန်ယူနီဗာစီတို့အောင်ဆန်းရောက်လာပြီးဆီယဆန်ဦးထောင်သောတောင်သူလယ်သမားတို့၏လက်နက်ကန်အုံကြောမှုကြီးကိုဗြိတိရှ်အစိုးရကဖြုတ်ခွင်း၏ခေါင်းဆောင်တို့ကိုကုမြစ်ပြီးနောက်တစ်နှစ်တွင်ယူနီဗာစီတို့အောင်ဆန်းရောက်လာရာဗမာတို့တပ်တောင်သူလယ်သမားတပုံကြီးမှာအကင်းမတည်သေးတောင်သူလယ်သမားတို့၏မျက်နှာဆုံးရှုံးမှုတို့များဆုံးရှုံးမှုများကြောင့်ဤသို့လက်နက်ကန်ပုံကန်အုံကြောခဲ့သည့်တိုင်ဘရင်လှုပ်ချသောပြည်သူတိုင်အယူတူ အယူသီးသူတရားဥပဒေခေါင်းဆောင်မှုကြောင့်လေသမားတို့ပုံကန်ခဲ့ကြသည်ဟု၍လေသမားတပုံကြီးကိုပီတိရှာအစိုးရကတေးသိမ်းအောင်လုပ်ခဲ့သည်။သို့ရာတွင်မြန်မာတို့ခုမှုအရေးတော်ပုံကြီးတွင်ကိုယ်တိုင်ပါဝင်ခဲ့သူတို့၏အတိုင်းအတာတည်းမလျှော့သောစာနာထောက်ထားမှုဖြင့်ဖျူးနာတက်ခဲ့ကြသည်။လေသမားတပုံတို့၏အမျိုးသားရေးစိတ်ဓာတ်နှင့်ရေဆန်းတက်သည့်တို့ကြောင့်ဆရာဆံတို့ကိုယ်တိုင်မမြင်ဘူးသူတို့ပင်လှုပ်လှုပ်ခတ်ခတ်ခံစားခဲ့ကြရသလိုပီတိရှာအစိုးရ၏ရေရေဆက်ဆက်ချိန်မှုနှစ်ကုပ်မှုကြောင့်လည်းကြီးကဲခဲ့ကြရသည်။ ဗြိတိရှအုပ်ချုပ်ရေးစောပိုင်းနှစ်များကမြေဝေပြပြားရေး policy ကျင့်သုံးခဲ့သည့်အတွက်အောင်မြင်မှုအတော်တန်ရရှိခဲ့ပါတော့လေမြန်မာတို့အနေနဲ့နိုင်ငံသားလွှမ်းမိုးမှုကိုမိတုခါမှရှော့ပေးခဲ့ကြပြီမဟုတ်ထို့မှကိုလိုနီအုပ်ချုပ်ရေးအခြေတကျဖြစ်လာသည့်ခါရင်မူမြန်မာနိုင်ငံသားတွေလူမှုဘဝဖူလုံရေးအတွက်မစုံမပုပို့ဆောင်မှုများသာရှိခဲ့တယ်လို့မြန်မာတို့ကအထင်သေးအမြင်သေးဆက်ဆံလာသည့်အတွက်ဗြိတိရှကိုမြန်မာတို့မျိုးလုံးကမကြေမချမ်းဖြစ်လာသည် အစောပိုင်းကာလဖွဲ့စည်းတည်ထောင်ခဲ့ကြတော့အမျိုးသားရင်စီယုံရင်စီယုံမှုများမှုမြမရင်ကျေးမှုနှင့်ဗုဒ္ဓဘာသာတို့ကိုထိမ့်သိမ်းဆောင်ရှောက်ဖို့အတွက်သာအထီးကဆောင်ရွက်ခဲ့ကြတော့လေခေပညာတဲ့လူငယ်အဖွဲ့ဝင်များတဖြည်းဖြည်းများလာသည်နှင့်မျှနိုင်ငံရေးမျှော်မှန်းချက်တို့ကိုရှင်းရှင်းလင်းလင်းဖော်ထုတ်လာကြသည်ထောက်ခွာ၆ခုနှစ်တွင်တည်ထောင်သောဗုဒ္ဓကလျာဏယူဟာအတင်းကြီး WNB မှနိုင်ငံရေးကိစ္စတို့ကိုဦးဆောင် ဥုံဆုံးထောက်ခံအပ်ပေးခဲ့သောစီယုံကြီးဖြစ်ပြီး University အုပ်ဥပဒေကိုစတင်ရန်တပိတ်ကြီးကိုလည်းအောင်မြင်စွာစီယုံနိုင်ခဲ့သည်။တို့ဖြင့်မျိုးသားရင်းလှုပ်ရှားမှုအရှိန်ဟုန်မြင့်လာပြီး1920တွင် WMB ၏အသင်းကြီးကိုမြမအသင်းအဖွဲ့ချုပ်ဖြစ် GCBA ဖြစ်ပြောင်းလဲဖွဲ့စည်းလိုက်ပြီး GCBA ကပြမအိုးဆောင်မျိုးသားမဟာမိတ်ဖွဲ့ကြီးဟုဆိုနိုင်သည်။အရင်မြမမျိုးသားရေးဝါဒကိုရဲရဲပေါက်နှုတ်ဆော်သူက ဆရာတော်ဦးဥတ္တမဖြစ်သည်မြန်မာလူလေအတွက်တက်တက်ကြွကြွဟောပြော၍မြန်မာတို့မျိုးချစ်စိတ်ဓာတ်ကိုအားကောင်းမောင်းတန်တက်ကြွအောင်ဆောင်နှိုးဆော်နိုင်ခဲ့သည်ဤသို့ရှိလာသည်နည်းများလွတ်လပ်၏နှုတ်ရှားမှုကြည့်တဲ့တဏှိတဏှိထဲဖြစ်သောတဝါကကြည်စီပြေတွင်ခိုင်းကဏ္ဍများပွဲလာသည်တွင်လမ်းလမ်းချော်သွားတော်သည်ဓမ္မ22ဥပဒေကိုခွဲထွက်ပြီးထောင်ပေါင်း20ပြည့်ပုံစံချိန်တွင်မူတိချအဖွဲ3ဖွဲ့ဖြစ်လာရာမြန်မာပြည်ကိုဗြိတိသျှအိန္ဒိယမှခွဲထုတ်၍ တိချာတတ်ထင်မထတဲ့ပြဿနာကိုမြန်မာနိုင်ငံရေးသမားတို့အကျိတ်နဲ့ငင်းခုန်ကြရရင်ရင်းနှုန်းနဲ့အချို့မှာဗြိတိရှားတို့တရားစစ်ထုတ်ထားတော့တရားစစ်ထုတ်ထားတော့ဆီယာဆန်ပုံကန်သူတသားတို့ဘက်မှခုခံကာကွယ်ခဲ့သည့်အတွက်လူသိများသောနိုင်ငံရေးသမားများဖြစ်သည်ဤသို့နေတဲ့နေသောနေ့ရက်များပုံဆုံးသွားသည့်အခါတွင်မူလက်နက်ကင်မိလက်များတုံးရမည်ဆိုလျင်ဝေမလေးသောမျိုးစစ်မျိုးဆက်သည့်မျိုးချစ်လူငယ်များမြန်မာနိုင်ငံရေးစက်ခုံပေါ်သို့ရောက်လာသည် အထက်တန်းကလူကုန်တယ်များဟုစိတ်ကြီးဝင်နေသော University ကျောင်းသားအပေါင်းတို့လူငလူငယ်တိုင်ဝန်းတွင်ဝစားစီရင်ပုံကမတက်မရန်ဟန်ပန်ကရှုတိုးတိုးနှင့်အသက်18နှစ်ရွယ်အောင်ဆန်းမှာတမျိုးတစ်ပါးသာဖြစ်နေသည်သူနည်းဟတတူရဲ့သူခေတ်ဆက်တမ်းနေထိုင်သောကျောင်းသူကျောင်းသားတို့ကသူ့ကိုဘလိုပင်လှံပြောင်ရှုံချသည်ဖြစ်စေသူကလည်းအရှင်ကယူးမဆိုင် ပြမစာတင်နှစ်တွင်ကျောင်းသားသမတ်ခကြီးမှုသောကြီးမှုကျင်းမသောစကေလူပွဲတွင်အောင်ဆိုင်အကိုတင်သေးသောဖုံးတော်ကြီးများနိုင်ငံရေးတွင်မပါဝင်သင့်ဟုသောအဆိုကိုတစ်ဖက်နှင့်တစ်ဖက်အခြေတည်ဆွေးနွေးကြပြီးဆွေးနွေးရရင်လည်းအင်္ဂလိပ်စကားဖြင့်သာပြောဆိုဆွေးနွေးကြ၏ပြီးဆုံးသည့်အခါအဆိုထောက်ခံကြောင့်အောင်ဆိုင်ကထပ်၍ဆွေးနွေးတော်သည်အဆိုကိုထောက်ခံခြင်းမှာသူ့ကိုတင်သေးသောအဆိုဖြစ်၍မဟုတ်ပင် ်သူယုံကြည်သည့်အတိုင်းပြောနေခြင်းဖြစ်သည်တို့ရရင်အောင်ဆိုင်အင်္ဂလိပ်စကားကကိုရုကာယအတန်ထွက်ကလည်းအချို့မပြေလည်ကြတဲ့ပါဠိစကားလုံးများနဲ့ရှက်ညှက်၍ပြောနေကြပြန်ရသူကမှအတော်ပင်စိတ်ကပိကအောင်ဖြစ်ခင်ရသည်သူပြောတာကိုပင်ဘယ်သူမှနားမလဲပရိသတ်ကသူ့ကိုအတန်လေးတန်ညာဖြင့်လောင်ပြောင်းအဟိနေသည့်တိုင်သူကမတုံမလုံသူပြောချင်ရကိုပြီးဆုံးပြီးပြောသွားသည်နောင်နေထုံနီ၎င်းတွင်ပြိတ္တဆဲသာဆိုတဲ့နင်းညူတဲ့ကြားက သူပြောချင်ရကိုမယားမကပြောတဲ့သလိုပေါင်းရတင်ရခလာတီအတွက်သူ့ကိုလူကွာစားမှုလူသိများလာသည်တို့ရရင်အောင်ဆန်းကအဝေးပန်းခံရမှာကြောက်ရွံ့လုံရမီလုပ်ကိုရှောင်ရဲတဲ့သူမဟုတ်လက်ရှိကဘာအခြေအနေတွင်အင်္ဂလိပ်စာရေးပါမှုကိုသဘောပေါက်သည့်လျောင်းသူအင်္ဂလိပ်စာအရေးသေးကိုတွတ်တောင်းအပတ်တကူကြိုးစားသည်အင်္ဂလိပ်စာသူတင်ကြုံဖက်သည်နားရည်ဝအောင်နားထောင်သည်အင်္ဂလိပ်ကျောင်းနှင့်ပညာသင်ခဲ့၍အင်္ဂလိပ်စာကိုကပန်းတာတော်သူနှင့်အနီးကပ်မိတ်ဆက်တို့ထက်အပူကြီးယူသည် တို့ဖြင့်အောက်ဆန်း၏အင်္ဂလိပ်စွန်းအင်္ဂလိပ်စာကျွမ်းကျင်မှုမှာအညာသာဖုံးတော်ကြီးထွက်တရားဟုမထင်ရလောက်တိုးတက်လာခဲ့သည်အိနိုင်မသားဖွေရာကောင်းနေမှာပြမအိုးဆုံးစကားလူဝယ်ရင်အောက်ဆန်းထောက်ကန်ဆွေးနေသော ဖုံးတော်ကြီးများနိုင်ငံရေးတွင်ပါဝင်သင့်မှုတော်အဆိုဖြစ်သည်၎င်းဆိုမှာသူဆင်းရဲသောယုံကြည်မှုများထံမှတစ်ခုဖြစ်သလိုသူမပွဲလိုမီတစ်နှစ်နီးပါးခန့်ကဟောပြောခဲ့သည့်မိကွန်းတစ်ခုတွင်လည်းဘာသာရေးနှင့်နိုင်ငံရေးရောထွေးလိုက်ခြင်းသည်ဘာသာရေး၏အနှစ်သာရနှင့်ဆန့်ကျင်နေကြောင်းပြော၏ တန်ခါတော်တို့ကိုလည်းဗုဒ္ဓဘာသာဗုဒ္ဓဝါဒကိုတန်ဆင်အောင်ဆောင်ရွက်ဖို့နဲ့ဗုဒ္ဓတရားတော်ကိုကဘာကအတန်ဖြင့်ဟောကြားမည်ဆိုရင်လူသားအလုံးထာဝရယင်းဤချစ်ခင်စေသောဗုဒ္ဓ၏တရားတရားသေးတနာကိုနှာကြားနိုင်ပြီဖြစ်ကြောင်းဤသို့ဆောင်ရွက်ခြင်းသည်တိုင်းပြည်နှင့်လူမျိုးတွေတန်ခါတော်တစ်ပါးအနေနဲ့ဆောင်ရွက်နိုင်သောအမည်သောနိုင်ငံရေးဖြစ်ကြောင်းအလေးနဲ့လျှောက်ထားခဲ့သည်အမှန်အဖြစ်မြမတို့မျိုးသားလုံးတွင်လွတ်လပ်ရေးဟူသောအတွေ့အကြုံက အောင်ဆန်းကိုနိုင်ငံရေးတရဝါတဦးဖြစ် လုံလုံလလထုစစ်ထားတော့လဲဘာသာရေးနဲ့ပတ်သက်အောင်ဆန်းတွေအလေးနဲ့စိတ်ဝင်စားမှုရှိခဲ့သည်ရင်းနှံကြောင်းအမျိုးသားကြောင်းတွေရှိနေစဉ်ကသူဖောင်းငယ်ပွဲလုံးတွေရအလွန်ပင်စူးကူဆွေးဝဲနေခဲ့ရပြီးဖုန်းကြီးဝတ်ဖို့ပဲစိတ်ကူးခဲ့သေးသည်နောက်ပိုင်း University ကျောင်းသားဘွားကလည်းကမ္ဘာတဒနာပြုဗုဒ္ဓဘာသာအီတလီဖုန်းတော်ကြီးဦးလောကနာထကို အလွန်ကြည်ညိုလေးစားရမှာရန်ဝမ်းဝင့်နေ သဒ္ဒနာပြုဖို့မိခင်ကြီးထံခွင့်တောင်းပေးသည်မိခင်ကြီးထံမှခွင့်ပြုချက်မရတော့လဲဘာသာရေးနှင့်ပတ်သက်သောအကြောင်းတရားတို့ကသူစိတ်ကိုလွန်မိုးနေစေသူ့ဘဝတစ်ခုလုံးနှိမ့်ညွတ်လိုက်သောចောင်းသားနိုင်ငံလောကရဲ့ရောက်သွားသည့်ချိန်၌ပင်သူနှင့်ယင်းဤသောမိစေတူထံသူ့အနေနဲ့ကာယကံဝစီကံမနောကံအမှုတို့တွင်ကြိုးတော်စွာလုတ်ကိုင်နေသလို အကျင့်တိလာဆင်ကြဲဖို့ကြိုးစားနေကြောင်းနှင့်လူငယ်တို့ကြားတွင်စိတ်သက်ပိုင်းဆိုင်ရာ လိုအပ်မှုတစ်ခုရှိပြီးခေရေစီကြောင်းကိုစံစံခံနိုင်နေသည် လူငယ်တို့၏စိတ်ကြရေးရာတွင်ချွတ်ချုံကြလိမ့်မည်ဖြစ်ကြောင်းသူ၏စိုးရိမ်မှုကိုရေးသားဖော်ပြခဲ့လေသည်ဒီကောင်းစဉ်လေးကိုအမေတော်ဆက်စုကြည်ကိုယ်တိုင်ရေးသားခဲ့တာဖြစ်ပါတယ်ဒီဆောင်လေးကိုဖတ်ပြရဲ့အချိန်မှာအမေရဲ့ချစ်ချင်တဲ့ယာရီသူ့ရဲ့ခံယူချက်တွေပီရာလန်ကပြညိုပြပြတရားပြင်းချင်း လိုင်းတက်ရပေတာတက်လိုင်းတက်ရစင်းစင်းရလည်းမတက်တာအောင်လက်ကြည့်ရပေါ်လို့မျောစုံလို့လားအစင်းနဲ့လားပေတာမှအထွေအောင်လက်ကြည့်သူ့နှပင်းဆောင်ခဲ့ရသည်ဆောင်ခဲ့လည်းမတက်တာနောက်တစ်ချီဒီတလုံးကဖုံးလိုက်ပြန်မှာရုပ်လေပေါ်ပေါ်မလားမပေတာလားတလန်ကွာလှိုင်းကြွပေါ်လိုက်ပြန်ရပေါ်ပြန်လဲမတက်တာ60မြောင်းငယ်တွေကဘဲထွက်လို့လား ဘဲအုပ်မှတရားနှရာဗီရာကတပင်နေအရက်ကန်ခံလို့ဗီရာပြန်အံကိုခဲပန်းပန်လျက်ပင်ဒီကဗျာလေးကိုကျွန်မဖတ်ပြတဲ့အချိန်မှာအမှားမြန်ပါသွားခဲ့ရင်ကျွန်မရဲ့အမှားသာဖြစ်ပါတယ်ကျွန်မဒီကဗျာလေးကိုအမေစုမွေးနေ့အသက်80ပြည့်မွေးနေ့အတွက်ကျွန်မလက်ဆောင်လေးပေးလိုက်ပါတယ်ကျွန်မနှိမ့်စုပါအားလုံးကိုကျေးဇူးတင်ပါတယ်